ဆရာမခင်ခင်တူရဲ့မယင်ကံဆိုတဲ့ဝတ္ထုကို အပိုင်း46နေနဲ့ဖပြပြီးမှဖြစ်ပါတယ်ရှင်1329ခုနှစ်နေယုံလားညောင်ရီတပင်ပွဲစင်းလင်းကထက်ခွင်မိုလာကျေတီစာနီပြေဝစင်ကျဲစပယ်မြက်လီပြင်တိုင်းမှွေထွထွေးမောင်းနီညွန့်ချင်းစီတုံရာတီမီထုံလာနေယုံမူမြူးဖုံတာရွှင်မူလူလင်းလဲ ရွာကျင်ချိန်များရင်ငန်းပြလေကဆုံလာညောင်ရီသွန်ပွဲပြီးလေပြီစောင်းချန်းကုန်းရွာကျောင်းရှိဗော်ဒီညောင်ပင်ကြီးမှာရေတော်လောင်ကြသည်ညောင်ရီပွဲကတော့တိုင်းပြည်ခါမကောင်းသေးကြကစီစီကားကားရှိခဲ့ပါ၏မဲ့ဟင်ကန်တို့အိမ်ဝိုင်းတိုက်ထဲက စပယ်ယုံမြက်လေးယုံတို့ပန်ရီပြကြသည်ပင်ခူးလိုကုံလိုမကုံနိုင်ခင်အိမ်တိုင်းစီကစပယ်ပန်းနဲ့မြက်လေးပန်းနဲ့တွင်ထုံတင်လာပါ၏ မိုးကတော့ဟန်ရီတပြပြပြီရတောင်သူတို့မိုးကိုမျောကြတော့လေကစုံလာပြေကြော်လို့နေုံလာပြေရသည့်တိုင်မိုးတပောင်းမရွာပဲရှိခဲ့သည်သို့တော့လောကတဘာဝတရားရာပွင့်ကြဘူးကြ၊မွေကြဆိုင်ကြသည်ကတခြားနိုင်ငံရေးကဆူကြဘူးကြ၊ပြေကြလွှာကြရတာကတခြားဆိုတော့နေ့တဘူဘူးညတဆူဆူရှိလေလွတ်လပ်ရေးရပြီးဆယ်နှစ်ပင်ပြေလေပြီအင်္ဂလိပ်နှင်းနေဆိုရင် 1958ခုနှစ်ကိုပင်ရောက်လာခဲ့တော့လေလွတ်လပ်ရေးဆိုတာကိုပင်တောနယ်တစ်ပိုက်ကမိနေကြပြီကိုပြည်သိန်းပြောနေကြစကားနည်းဆိုရင်ရွာနာလွန်လာပြီအလုတ်ကောင်းကောင်းမလို့ရစိုက်ပျိုးရေးကောင်းကောင်းမလို့ရတဝန်တခါလက်လုံးမပါစံလှုပ်ရသူတွေဆိုတော့စင်ရဲ့ချက်တဲကြတာကလေပြောစရာစကားတော့မရှိသလားပြီမဲ့အိမ်ကန်တို့ရကန်ယုံကရကန်ချူကုန်းတန်းလွင်သေးတော့လေ သွားရင်းလာရေးကလမ်းပူလာပါသည်ဘယ်နေရာမှာမှားစိတ်ချရသည်မရှိ လုံခြုံရသည်မရှိမြို့တွေမှာနေဝါခွဲကြသလိုနေတွေတော်တွေမှာလည်းဒီယောဂကြီးကုသနေပြီလွတ်လပ်ရေးများခင်ကပင်အကြောင်းလိုက်နေခဲ့သောနိုင်ငံရေးသည်ပုံမိုဆိုးဝါးလာသည်ဖာစာပါလာအတွင်ပုဂ္ဂိုလ်ရေးရယူဆရာအကွဲပြဲတွေများလီစုပုံမှုတွေကတော့မတန်လီမအင်ကန်တော့ဖို့ရာဒါတွေပဲခြာနေရတော့ ူတကာတိနာထက်ပူတီးသည် သူတကာဆိုရင်နာထက်ပူဆိုရင်သည်တီကြားထဲကသမီးကြီးမအိမ်မြိုင်ရေကရှီတန်းကို ရောက်လာခဲ့ပါ යි မအိမ်မြန်ကဆန်နှစ်ရွယ်ရောက်ခဲ့ပြီးရွာเจ้าကတန်းကုန်ခဲ့ပြီးဒီတော့ကလေးရှိရေးပညာရေးကိုစဉ်းစားကြရသည်ကိုပြေတင်းကတော့เจ้าဆရာပညာတတ်ပြီးပြီသမီးကို ရှေ့ဆက်ပညာသင်ယူစေခြင်းသည်မြင်းချံကိုပို့ခြင်းသည်ဒီအတွက် မတူသဘောထားမှာတောင်းခံနေတာမျိုးမရှိတော့မေင်ကန်တို့အင်ကြီးမှာတချက်လောအာနာတပွဲဖြစ်နေခဲ့သည်အထူးသဖြင့်အမီပန်းယုံအသေးပေါင်းမတက်ချရတော့မြည်ဦးဆိုတော့မခွဲချင်တာပါသလုံးမခွဲနိုင်တာလည်းပါသည် တချက်ကမြည်မင်းကလေးမုံစင်သွားရာကြပါမှာကိုဆူရှာတာလည်းပါပါ යි မဟိမ့်မြိုင်ကဆနေနှစ်သမီးဆိုပေသည်မင်းကလေးတပါးပါ တနင်္လာနေ့အတွင်းကျင်းမီလက်မြောဘွားကနေစင်ချေဘောတမီလာရွေရောက်ဖို့တာရှိတော်သည်သူတကာထဲချောမောလှပသူလေးကလည်းဖြစ်ပြန်ဆိုတော့ဘွားရေကြီးတို့ထုံဆန်းအခဲပူတာလည်းပါသည်ပညာရဲ့ရင်မှပွဲလေတင်မာကိုလည်းနားလဲပါ၏မင်းလေးများချောလင်လာလင်ပစိုးရတင် ဖြင့်အစာချဆိုသည်စကားရှိသည်ပစိုးကောင်ဆိုပြီးသည်အတင်ချင်သူလေးဖြင့်ဘွားရောက်မှခြိစာချခြင်းနာလေးဖြစ်သည် ဝလုံးနေဝချမ်းနေဖြစ်ရှာလိမလားဆိုတာကိုပူပင်မှန်းမိန်ကန်ဒီပိုင်းအမေပန်းယုံကစိတ်ခံစားနေတော့လေမလာအောင်ကတော့သူခံစားချက်ကိုမောင်းကွဲကြည့်ချွတ်တလို့ထူတော့ဤသူလည်းသူ့ခြေကြည့်ရတာဆိုတော့ညည်ရင်နဲ့မချားခြေကြည့်ရှာသည်တချို့ညတွေမှာသမီးနှစ်ယောက်စလုံးမလာအောင်နေအိတ်ကြတာဆိုတော့ရှိစကားရှိပုံပြင်တွေကိုဆွေးနွေးကြပြီညယောက်ျားကမြိုင်ကလေးကိုမြင်းချံပုံမလို့ပေါ့ဟုတ်ကဲ့လား ဘဲနေငါတို့မှချစ်လို့မွားတယ်ညီတို့ဥစ္စာကမဖုတ်အိုကျိုးလဲကလေးမှနှုတ်အနဲ့မစင်သေးဘူးတမျိုးတရွာကြီးတွားထားရမယ်လို့နှွန်းနှွန်းတယ်ညှိကြည့်ပြောမလာရင်မိန်ကလည်းမှန်တာပြောရရင်မပို့ချင်ပါဘူးပညာလည်းတက်စီချင်ပါရဲ့မျက်စိရောက်ကကြောက်ရမယ့်ရေတွေးမိတိုင်းစိတ်ဆင်းရဲနေရတယ်မပို့လို့ကလည်းမဖြစ်ဘူးမလာအောင်လေးရန်နဲ့ပညာတက်စခန်းရဲ့လို့ကတော့မိန်ကန်တို့လိုပဲတော်တယ်အခင်တယ်ရက်ကန်ရုံနဲ့ဘွားပြီးရမှာ ဖေကပို့မယ်ပို့မယ်လုံနေတာလေးနဲ့ဆောင်မှုပဲပြီးခဲ့တဲ့ကတကယ်ကမဲ့ရင်ကန်ဆွဲထားလို့ရယ်နေယုံလားစပယ်တွေမျက်လေးတွေကြိုင်လာသည်ဆိုတော့လေအိမ်ကြီးပေါ်မှာတော့အပူရေစားကြီးနေကြတော့ဖြစ်နေသည်ဂျေဦးဂျေဦးကတော့မဲ့ရင်မြိုင်ကို မြင်းချံပို့တော်မီဆိုတဲ့ကမျက်နာကြီးအန်နေအောင်ကိုရှာသည်ဂျေဦးကဘလူမွေဘလူတောင်ကလေးကပူပွေပိုက်ပိုက်ရှိခဲ့ရှာသည် သမီးနှစ်ယောက်ဖျားဒီနာဒီဆိုလဲပင်မယင်ကံကားမှာတရေတမေမိချင်းမေးဒီကျေဦးကမအိမ်နေတနုံနုံညတနုံနုံမအိမ်နေမချာဆောင်ရှောက်သူတဲ့မတဲမှာကျေဦးကိုလည်းထဲတွေ့ရပါ යි ကျေဦးကတော့တော်သူတောင်သားပညာမေရှာသူဆိုတော့ရင်ထဲကစကားကိုမျိုးမထားပင်ပွပွေလေးလေးပြောရှာလို့မယင်ကံပင်မျက်ရည်ဝဲရသည် မိုင်ကန်ရဲ့မြန်ကလေးကိုမြင်းချံပို့ရင်ငါတော့ဖြစ်ဖြစ်လူရတော့မယ်ထင်ပါရဲ့ရင်ကျိုးတယ်ဆိုတာစကားအရာပြောကြတယ်မှတ်တာငါဖြင့်တရင်ကြနေတယ်ရင်ကျိုးချင်နေပြီလေးတန်းနဲ့ကြောက်နှုတ်လိုက်ပါ ਈ သူတကဒီလိုလေးတန်းနေတယ်ပြီးကြတာပါမင်းကလေးပဲဟာ ਈ ဒီလိုလဲပဲဟုတ်ပါမလဲကျေဦးရဲ့ညီမြတာညီစေတနာငါသိပါတယ်ငါကမအေးပါ ਈ ညီတစ်ဆက်ပြန်ရှိတော့မှာပေါ့ဒါပေတိ ခစ်တရားညီတို့ငါတို့ငငယ်တုံးကလို့မဟုတ်တော့ဘူးရွာမှာပဲရက်ကန်းခတ်တလို့လို့ပဲနှုတ်တလို့လို့ချီရမယ့်အဖြစ်ကိုသူ့ဖဲ့အေးပညာတတ်ကဘယ်အဖြစ်ခံပါမလဲဤညီနဲ့ငါတလားတစ်ခေါက်သွားတွေ့ကြတာပေါ့ချီဟိုင်းဤခနေငူတော့မရင်ကန်းလဲမျက်ရည်မစင်နိုင်ခင်ဒီလိုချစ်ချင်းမြတ်တာတွေရောမြင်ရပြန်တော့လေမရင်ကန်းမှာလုံချုံတလို့ခန်းစားရပြန်မိုင်းဒီရဲ့တိုင်းဒီရဲ့ဝန်တိုင်းအေးမြတော်နေရာမရှိပါလားလို့လဲခန်းစားရပါသည် ဒါရီရောမဲ့အင်ကန်ကကိုပြေတဲ့အပြောပြတော့ကိုပြေတဲ့လည်းစိတ်ကောင်းဖြစ်ရှာပါ යි အကူလည်းနားလဲပါတယ်အင်္ဂလိပ်ရယ်သူတို့တရေကချစ်လွန်လွန်သမီးကြီးကိုလိုလိုက်နေတာလေအကူတွေ့နေရသားပဲကြာတော့ကလေးတောင်ဘဝမဆန်မှာအကူဆိုးနေမိတာခုကိစ္စကတော့ကွယ်အကူတို့အလိုလိုက်လို့မဖြစ်ဘူးလေကွယ်အကူတို့သမီးတွေနေအောင်စလုံးပညာတတ်တွေဖြစ်ရမယ်ကိုဘက်ကပြီးနိုင်မယ်အမေအမွေရလည်းဒါပဲ တချိန်ကျရင်တမီးနီယာဆလုံးကိုချီတာပေါ်ကိုရက်ကြရမှာကွကိုပြေသိန်းပြောတာလဲဟုတ်သည်မဟိန်ကန်တမီးကြီးရွယ်တုန်းကရက်ကန်လောက်ကလေးတွေခြေနိုင်လက်နိုင်ဝင်လောက်ခဲ့ဘူးတာကိုတတိယမီးသည်တနေ့တော့ကမဟိန်မြိုင်ကိုဆက်သွားတစ်ခုပေးကခြီစာတက်ခိုင်းရသူအမေပန်းရောပြေးရောက်လာခဲ့ပါ၏မဟိန်ကန်ရဲ့ငါမြေကိုခြီစာရှင်းခိုင်းရတယ်လို့ရင်ကလေးလက်ကလေးတွေခြီစာစုပါအောင်မယ်နောက်ကြည့်ရင်ခိုင်းပါလေ ပေပေငါမြင်မေးရှင်းလိုက်မယ်။သမီးနှစ်ယောက်ကတမျိုးစီမဟိမ်မြိုင်ကကြီးပေသည်စိတ်ကမဟိမ်ကံပတ်တူချင်လာသည်စိတ်မာသည်အနေဒီသည်စကားများများမပြောဘဲငင်းငင်းငိုင်းငိုင်းရှိတတ်သည်ကလေးတစ်ပါးဝကစားဟဲဆော်ဟဲလည်းမရှိကြောင်တကြောင်မှာကိုကိုကလေးနေတတ်သည်ဖြင့်မဟိမ်ကံပင်အာမယာမင်းကလေးတစ်ပါးဝတော်တစ်ပါးဝဖန်ခုံနာချက်ခုတာမျိုးတော်ဝေရော ။ចောင်းကားပြန်ရောက်သည်နှင့်တရေသည်မြမဲတွေရွေးဆိုပြီးအစီရဲကလေးတွေတစီချင်းချွေးသည်။စပွဲပွင့်ကလေးတွေဇုံပွင့်ကလေးတွေကိုတပွင့်ချင်းစုကတီကုန်းနာမျိုးလဲဝါသနာပါသည်။တခါတခါထူးဆန်းသောမိခွန်းတွေမိတတ်သည်။အမေတလဲစီလေးတွေကိုနီအောင်စပယ်ပန်းကလေးတွေကိုဖြူအောင်ဘသူဟာဆေးဆိုးပေးတာလဲ။ခြေခင်းတွေကိုဆေးဆိုးတလို့ပေါ့နော်မိ။အေးပေါ်တမီးရဲ့တဘာဝဆေးဆိုးပေးတာပေါ့တလဲဆေးဆိုရင်နှီးရမယ် စပယ်ပွင့်ဆိုရင်ဖြူရမယ်ဆိုတာရှိပြီးသားတမီးရဲ့တလဲစေဝါလည်းရှိတာပဲမဟုတ်လားမိရဲ့ဒါလည်းဟုတ်တာတလဲသည်ဟွာမျိုးရှိသည်မဟိကံတို့အိမ်မှာမရှိတော့လဲမမစိန်များတို့ဝိုင်းထဲမှာတလဲဝါပင်တပင်ရှိသည်မဟိမြိုင်ကဒါကိုပြောချင်းပြေးသည်တလဲသည်ဟွာမျိုးဆိုတော့တလဲစီကလည်းအဝါရောင်ပေါ်တမီးရဲ့စမ်းနေတော့မိ့ မဟေမြိုင်ကဒီအဲ့ဒလိုရှရှာဖွေဖွေတွေ့တဲ့သည်ရှရှာဖွေဖွေမိတဲ့သည်ဒီလိုအခါမျိုးတွင်သမီးကိုမိန်ကန်နာသွင်းရပါ යි မဆမ်းမအောင်သမီးရဲ့ဒါမျိုးမျိုးနဲ့ဆိုင်တယ်သူ့မျိုးမျိုးကသူဆင်းသက်လာတာဆိုတော့အယောင်မပြောင်းဘူးအဆင်မပြတ်ဘူးပေါ့သမီးရဲ့မျိုးမျိုးတိုင်းဖြစ်ရတဲ့ဒါကြောင့်မျိုးမျိုးအရေးကြီးတယ်ပြောကြတာပေါ့မျိုးမျိုးဆိုတာမတိမ်ကော့ကမူမဟေမြိုင်က ဖရေစီကနူးညံ့ခြင်းတိမ်မွေခြင်းမွေကိုရထားတကယ်သူမရေဘက်ကရုပ်ရည်နီမာနာကိုရရှိသူဖြစ်သည်မာမာနာမဟုတ်သောမိမသားတရား၏ဇာရိတမာနာဖြစ်သည်ဒါကြောင့်ပင်ထင်ပါ၏မဟိမြိုင်သည်တခါတလေနူးညံ့နေတတ်ပြီးတခါတရံမှာတော့ပူပူပပရှိတတ်ပါ၏ရုပ်ရည်ကိုကြည့်ပြန်တော့ဖရေနှင့်လဲတူသည်မရေနှင့်လဲတူသည် ဖယေမေရောရေအလှနှမျိုးရောထားသောထူချာသည့်အစဉ်ခွဲလှကလေးနေပြဲသည်မွေမွေးဝမအတိုင်းဖူးစွစွနှခမ်းကလေးနေမြေဝိုင်းကလေးကမအင်းမျက်နှာကြပြေပြေနှာရန်ဆင်းဆင်းမျက်လုံးတောက်တောက်ကဖယေအမေပန်းယုံကဆိုလင်သူ့မြေမကိုပပဝတီလိုပင်ခေါ်တတ်သည်စိတ်လိုလျာရှိလေမြေမကောင်းကိုအုံစီလေးပုတ်ပေးမျက်နှာကိုမေးစေးကပင်ကမော်မော်ကြည့်သည် ချော်လိုက်တယ်မိမနဲ့တိဆန်လောက်ငါမြေတီရွယ်ဒီလောက်ချော်မှာတော့ကြည့်ရင်ပြောစရာကိုရှိမှာမဟုတ်ဘူးပပဝတီတော့ရှုံလောက်တယ်အငယ်မြေးမကလည်းတမျိုးချော်တိုင်းဆူတောင်းကောင်းချက်တော့ရှင်ရင်ကဲ့သမီးမောင်ပြေတင်သမီးမချော်ပဲလားဖအေချော်မရင်ချော်တော်ပါသေးရဲ့ဖိုးတာတန်းပဲတော့မတူလို့မလာရောစကားကြောင့်အမိပန်းယုံရောမရင်ကံမာရင်ချရသည်သမီးနှစ်ယောက်ကိုမိုးတင်တော့လေမရင်ကံရင်ကလေးနှွေရပါ යි တမီချော်တော့ရွာကပြောလိမ့်မည်ဆိုသလိုလူတကာကမိန်ကဲတမီနေချော်လာတယ်ဆိုကြသည်ထနောက်တိုင်းကမျိုးတွေကဆိုနေရွှေပေါ်မြတင်ရှိကြသည်ထနောက်တိုင်းသွားတိုင်းမြေးတွေကိုဂွန်ပေါင်းနေတူထမ်းတက်ချစ်ကြသည်အညစ်အကြေးမရှိလို့စင်ကြယ်လာတယ်ဒီစကားကိုမိန်ကဲတော်ကြားလာပါတမီးတွေကိုစိတ်ညစ်ခြင်းကိုညစ်ခြင်းမရှိအောင်ဝင်မြူရမည် ဒီလိုနှစ်ပင်သမီးချင်းမိုင်မြိုင်ကိုငင်းချံပိုရမည်ရန်နီလာခဲလေးပြီငင်းချံမှာထားရမည်အိမ်တွင်ရှိတော်လဲကိုပြေတဲ့ငါသူညီရင်ကိုတက်မင်းတို့အိမ်မှာထားမည်ဆို၏ကိုပြေတဲ့ရင်ကိုကြီးကိုတက်ဝင်းကတော့ရွာစီသူနဲ့အိမ်ထားကြပြီတဲ့ကရွာစီမှာတိုးတင်ထူထောင်ခဲတာပြီမဲ့ကန်နဲ့အကြောင်းမပါခင်ကဆိုတော့ရွာစီသားလုံးလုံးဖြစ်နေခဲ့တာကြပြီ။ တက်နေနဲ့တန်မင်းညီကိုညချန်ရဲ့ထဲကကိုတက်မင်းမှာနိုင်ငံရေးကဝါဒနာအလေးမရှိငင်းချန်မျိုးစုံမှာရွာထက်ကုန်နေလှောင်သေးလုံးလုံးကိုင်းဒေါ်သာကြီးလိုနေသူဖြစ်သည်မြို့မှာနေသည်ဆိုတော့လေမြို့သည်မြို့ရေးမရှိ တကယ်တောင်သူကြီးနေမှာယူယူကောကောနေသူသားဖြစ်ကိုတက်မင်းမိမမလာရှင်ကလည်းတော်သူဆိုတော့ကိုတက်မင်းနေမှာယူယူအေးအေးကြီးဖြစ် မြို့ထဲကိုကြောင်တက်ရန်စပိန်တစည်းဝယ်ပို့မည်ဆိုတော့ကိုတက်မြင်ကအပေါ်မကန်စပိန်တစည်းဝယ်ထားပြီးဖြစ်ကြောင်းလူကြုံမာသည်အိမ်ပေါ်ထပ်ခန်းခန်းပေးထားသည်အပြင်မလားရှင်ကကြောင်ထွင်းကြိုက်နောက်စီစဉ်ပြီးကြောင်ဆိုသည်တက်လင်တက်မင်းတို့လင်မယားကအေးအေးငါသမီးကအေးအေးနဲ့တော့ဟန်ကြပြီပေါ့ကွာထားကြည့်သေးတာပေါ့လေသမီးမပြောတော့လဲမြို့တဲရွှေ့ကြတာပေါ့မြို့တဲမှာလဲထားကြရင်ရှိပါတယ် ခုပြေတဲ့ငါသမီးမပြောမဆိုရှားသည်ထူဆန်းတာကမအေးမြိုင်မီမိဘနှပါနေတကွာဝါးရည်တွေတွေးချင်းတွေးလေးတွေကိုခွဲရမှာကိုလည်းပူပန်လွှတ်စုပုံမရညီမငယ်မအေးခိုင်ကိုပင်လွန်ပုံမပေါ်ဘထွေမင်းတို့ရဲ့နေရမှာနော်ဆိုတော့လေအင်းမလုံးညို့တယ်ရွှေတင်ရွှေကြတာပေါ်ဆိုတော့လေမငင်းမှာဒီကလေးမက တမျိုးပဲလို့သာအောင်မြင်ရတော့သည် ွားရည်ကြီးကတရက်တွင်မေမြိုင်ကိုခေါ်ကခြောက်မူသားရွှေလက်စုတကွင်လက်ကလေးမှဆုပေးသည်မြေဦးကိုမှတ်တရပေးခြင်းဖြင့်လက်စုမြင်နိုင်မေဤပန်းရုံကိုတတိယနော် လိုမျက်ရည်လဲရွှင်ဆူရှားပါသည်မေမြိုင်ကတော့ဘာခံစားမှုမှမပြားမျက်နှာကလေးတီထားပြီးခွဲခွာရခြင်း၊ကွဲခွာရခြင်းလောကဒဏ်ကိုပင်ခန္ဓာရင်ရှိနေသည့်မျက်နှာပြင်ဝါရည်ကိုငင်းနေတာပဲရှိသည် မလောင်ကတန်တစ်တာတလုံးထဲမှာမယ်မြိုင်ဝစ်စားရင်ထဲကသူကရှိရှာပိုင်းအပြစ်ကိုလွဲပါစီအချစ်ကိုမြဲပါစီကြာလားငါမြင်မြို့ချောင်းမှာသူကချစ်အောင်နီမျက်နာကလေးဖွင့်ထားမင်းကလေးဆိုတာအပွင့်လှရသိရနတ်မူရသိနှုတ်ကချိုးပါစီစိတ်ကလန်းပါစီဟဲ့ကြရလားငါပြောတာမော့လိုက်တိုင်းမယ်မြိုင်ကတော့မလုံချောင်းချောင်းလုံချောင်းချောင်းဂျေဦးကတော့ မိန်မြိုင်အင်မတန်ကြိုက်သောမုန်စီကြော်လေးကြော်ပေးထားသည်မိန်မြိုင်ကခြေဥကိုငငယ်တဲကခေါ်နေကြတိုင်းជីជីလို့ပဲခေါ်သည်မုန်စီကြော်ကောင်ကြီးជីជីကိုလှမ်းမာလိုက်နော်မြိုင်ကလေးជីជីကြော်ပြီးလာဖို့ပြီးမယ်တိလားညီိုလေးဖိုးကူနဲ့ထည့်ပြီးလိုက်မယ်တကယ်တော့ဖိုးကူကမိန်ကန်တူ ဆိုတော့လေဆက်လင်းရကိုတော်တော်လေးအရွယ်กว่าသဖြင့်ဦးလေးလို့ခေါ်ခြင်းဖြင့်ခြေဥပြောတာကိုတော့မိန်မြိုင်ကခေါင်းငင်းပြသည် ညင်းချံကိုကျေးဥလိုက်လာခဲ့ဖို့လဲမာသည်ဒီစကားကြတော့မလာအောင်ကမျက်နှာရွေးသည်ကျေးဥကြမှာညင်းချံလိုက်ခဲ့ပြောပေါ်ရလို့ဖြစ်အမှန်တော့မရင်မြိုင်ကလက်ပွန်းတတိနေရတော့ကျေးဥနေကျေးဥသားနှယောက်ကိုခင်တွဲထားလဲပါပါသည်ကျေးဥဤသားနှယောက်ဖြစ်တော့ထွန်ပါနေထွန်ရဆိုတာကလဲမဟိမြိုင်ရဲ့နွန်တာခန့်ရှာတာမဟုတ်လားမလာရောမျက်နှာရွေးပြတာကိုမြင်တော့ မအင်ကန်ခမားငိုရသည်ကြကားရင်မိသည်ဒီလိုနှစ်ပင် မနှက်ပြန်နဲ့နဲ့မအင်မြိုင်မြင်းချံเจ้าကိုသွားရတော်မူနှယုံလှပြင်းလှပြင်းညသည်ဝဝင်းကြီးဝါလျက်ရှိသည်မအင်ကန်အိမ်မပြောနိုင်မနနဲ့လင်းသည်နှင့်သမီးကြီးမြိုင်မြင်းချံမှသွားနေရတော်မူအခါလေအောင်းဖိတော်မှပြန်လာမှဆိုတော့ခွဲရမည်ရက်တွေများလာပါ යි ။ ဆန်းနှနှစ်သမီးဆိုတော့ကလေးမဟုတ်ပေသည်ကြီးကောင်လည်းဝင်သေးသည်မဟုတ်တောနေတောကြီးဆိုတော့မြို့နေမှာအဆင်ပြေပါမလားဒီကြတဲ့သမီးကအေးဆေးလွန်းသည်ဆက်တဘူးစူးပြဲဆိုသလိုဒီတစ်ချက်ကိုတော့မင်ကန်အာမယာအငယ်မလို့တူတူတော်တဲမရှိစိုးစိုးဆက်ဆက်မရှိထောင်းတီမောင်းတီမရှိတို့ပေသည်မြိုင်ကရုတ်ချော်သလားသဘောကောင်းရှားပါသည်ချိုသည်ခါသည်ချင်းသည်ပန်းသည်ဝဝေးဆဆာမရှိတော့လဲ ဘသူ့ပေါ်မှာမမထီခိုင်အောင်နေသည်ချင်းရင်တော့လေသူ့ကိုယ်သူပြင်သွားမှာပါလေလို့သာတွေ့ရပါ යි အကျော်ကရမတ်မှန်လင်ပင်ကိုနန်းအတင်လာလိမ့်မည်ဒီအမေဒီအဖေဒီဘွားရည်နေအင်ကြီးမှာဆန္ဒနေနေခဲ့ရသူကလေးတကယ်တမ်းခွဲရမှာဆိုတော့လေဝမ်းကြုံရတာဒီသမီးကိုကိုနာကင်ဖြစ်ဖို့မွေတဲ့ဟာချောပါစီလှပါစီကြောင်းဆူတောင်းခဲ့ရသည် တနည်းတွေကကြောက်ကြီးပောက်ရောရင်လူစိတ်ကိုရှော့ချိုင်းတဘွားတော့ပြည်ချံပကောလို့ပင် တွင်မိခဲသေးသည်ရေနာသုံးပါးကုံတော့ကြောင့်အဖျားကြီးဝင်ချင်းသားဖြစ်၍ဆရာဆောင်စီတကောပြင်ပိန်ကြရဲရင်မတင်ယောဂကြီးဆင်ခဲရသည်တမီးနှင့်မရေထွေထွေပွပွေရှိခဲရသည်ရက်တွေကိုလည်းမေကံတရိယာပါသည်မေကံကတမီးကြီးမြိုင်ကိုအကဲပို့တော်လေတမီးကြီးရာဖေးကိုပို့သေးသလိုပင် ဖယင်ကငယ်မကိုဂယုနာပို့တာကိုလည်းတတိထားမိပါ යි လွန်ခဲ့သည့်6နှစ်လောက်ကမိကြီးဟောဟောလောင်ခဲ့သောညာတညာကိုလည်းမဟိကံစိတ်ထဲခြေဖြတ်လို့မရနိုင်သေးပါတရားကြောင့်စိတ်ရောက်ပြန်တော့ကြောက်ရောက်လို့ရန်ခွဲလာပန်းကြတော့တောင်တို့လင်များကိုတတိယရပြန်သည်တောင်နှင့်ရွှေမုံတို့အိမ်ထဲရောက်လာကြတော့မဟိကံသွေးပပွဲဆူနေခဲ့ပြီအမေနှင့်ကိုပြေသိန်းတို့ရှိမှာ ဟန်လုံးရည်တည်နေရတော့လေသူတို့ဘာစကားပြောဖို့လာကြတယ်လေဆိုတာချုပ်တင်တီထားသူဆိုတော့ပိုဆိုပတ်ဆက်ပြောချင်လာပြီသို့တော့တောင်ကလေးကလေးနေဝင်းနီအမေပန်းယုံနေကိုပြေသိန်းကိုတိုင်တဲကကျောင်းကြီးဆောက်လို့မှတရက်တာထဲဝင်ပြစီပြောလာတယ်ဆရာလေးရယ်ကျွန်တော်အဖေလည်းမရှိတော့ပါဘူးအမေလည်းမရှိတော့ပါဘူးကျွန်တော်အိမ်ထောင်ထဲကျွန်တော်ဖြစ်လာတော့ရှာလို့ရတဲ့စီးပွားကလည်းကျွန်တော်ခြွေနေစာဖြစ်ရပါပြီ။ လှူမယ်ဆိုရင်မိကောင်ဖခင်ကိုရည်စူးပြီးလှူမယ်ဆိုတဲ့စိတ်လည်းရှိနေတော့ဒီတဝဲမှာတအားတည်းရွေပါဝင်ခွင့်ပြုဖို့လာပြောကြတာပါကိုပြေတင်းကမြင်းချံပညာရေးဌာနကိုတွားခဲ့ရပုံပညာရေးဌာနကသဘောထားပြလိုက်ပုံလောလောဆယ်အကြောင်းကိုဖုန်ကြီးကြောင်းမှာဖွင့်ရန်စီစဉ်ထားပုံဒီတစ်ခါတော့ဝကံမောထင်ရကမဟုတ်ပင်ပြင်ကသူ့မောဆောက်ချင်းပုံနေစီကားဘက်ကောင်ပြောပြနေသည် မေပန်းရုံကလည်းအခြားရွာတွေကလည်းလူငွေထည့်ခြင်းကြကြောင်းရွာတွေမှာလည်းဖုန်ကြီးပြန်ဈာခူလိုက်တဲ့ပြင်လူပင်ပန်းငွေပင်ပန်းရှိနေကြကြောင်းမောင်ပြေသိန်းပြောသလိုပြင်ချောင်းကြီးဆောင်လင်းငွေကုန်ကြီးကြများရန်သာရှိ၍ရွာပေါင်းစုံတကြီးများနှင့်ရွာကိုယ်စားလှယ်များစုခေါ်ကတိုင်ပင်ရန်ကောင်းကြောင်းနှင့်ပြောပြပါ၏ဆောင်ချန်းကုန်းမှာတကြီးဖြစ်လာသူကဥဖိုများဖြစ်၍ဥတာထံလိုပင်ရွာရက်ပေါ်သောမနောကောင်းသူဖြစ်သည် တခြားရွာတွေမှာလည်းနောက်တဲ့တကြီးတွေရှိနေကြပြီဖြစ်၍လူကြီးတွေဝိုင်းတိုင်ပင်ကြလင်မဖြစ်နိုင်စရာမရှိကြသို့သောသူတို့တီထောင်ခဲ့သောအကြောင်းမူတူတဲ့လူပါဆိုလင်းလဲလူချင်းပါအကြောင်းနေပြောနေခဲ့သည်မဟေကံကဆစောကမြို့ချထားခဲ့သောစကလုံးလေးကိုကြံထုတ်ရတော့မည်ဟုတွေးသည်မဟေနှင့်လင်သားကအများဆိုင်ကြောင်းသူဒီဘက်ကိုရင်ချင်းချင်းဖြစ်နေကြပြီဆိုတော့မဟေကံနားဝင်အောင်ပြောရတော့မည်မဟေကံက တောင်ဘက်ကိုလဲလိုက်သည်ကြောင်ကြီးမိဟုံဟုံတောက်နေတဲ့ခိုင်မှာကြာကြတဲ့အထိငါရဲ့ကြည်နေခဲ့တယ်မိတောက်တယ်ဟူးဟူးလောင်နေတဲ့အချိန်မှာငါအတိတ်ထံပြုတ်ခဲ့တယ်မဲ့အိမ်ကန်ကြောင်ကိုမဲ့အိမ်ကန်ပြန်ဆောက်လူမင်းလို့ပြင်ကြောင်ဆောက်ချင်ကြရင်ပြင်ကြောင်ပေါ့တိုက်ကြောင်ဆောက်ချင်ကြရင်တိုက်ကြောင်ပေါ့ရွှေကြောင်ကြီးဆောက်ချင်ကြရင်ရွှေကြောင်ပေါ့မဲ့အိမ်ကန်ဆောက်လူမင်းအဲ့ဒါမဲ့အိမ်ကန်အတိတ်ထံပဲမဲ့အိမ်ကန်စကားကြောင်အားလုံးညင်ကြသွားခဲ့ကြသည် မဟင်ကန်ကမျက်နာကိုချိုးတာကပူပူပွက်ပွက်ပြောလိုက်တော့လေကိုယ်တိုင်ရင်နေခေါလုံးနေတာလေအမှန်ပင်ညင်မဆိုင်ဝန်လို့မဟုတ်တုံလုံးခြောက်ချားနေခြင်းမဟုတ်ဒေါ်သာဖြင့်လှုပ်ခုန်နေခြင်းသာဖြင့်အထူးသဖြင့်တောင်နှင်းရွှေမောင်းကထညက်တဲ့ကြာတဲ့သည်တဲ့ကံလန်းလုံးနေသည်ထင်ရဖြင့်အမေပန်းယုံပြောသလိုရွာရီဟာចောင်းကူတို့ပါဝင်ချင်းကြတာကိုလည်းទីပိုင်းကိုပြေသိန်းပြောသလိုငွေကုန်ကြီးကြများမှာကိုလည်းနားလဲပိုင်းသို့တော့ တောင်တို့ကပဝင်ပြစီဆိုတာကိုတော့လက်မခံခြင်းကြီးတော်ဆန်ရွှေကြောင်းမီရှိုးရဲ့လက်စားချေခြင်းကိုတကယ်တမ်းတီးသူမှာမအိမ်ကန်တယောက်တည်းဖြစ်ဟုတ်ဒီမဟုတ်ဒီသာလက်ဘူးလက်ချမ်းမဖန်နိုင်တာမပြေတော့လဲကံရရှိနေခဲ့လေးပြီဒီအကုသူကြီးကိုကျူးလွန်ခဲ့ကြသူတွေကအများအမြင်ကလူချင်းပါသည် ဆိုတာကိုမအိမ်ကန်မခံခြင်းတော်မီလောင်ခဲ့တာကတခဏ မဟုတ်ဆိုတမ်းချောင်းနိုင်ခဲ့တာတဘဝဆိုသလိုဖြစ်ခဲ့ဒီမဟုတ်လားဒီလိုနဲ့ကြေရောလားအသက်နဲ့ရင်းပြီးဖြည့်ဖြောက်တာနေပြီးရကြေးလားမဟုတ်ပါဘူးငါသမီးရဲ့အမေလည်းပြောခဲ့ပါသေးအမေပြန်လူမယ်လို့နိုဘီဒီရွာရက်ကကုသိုလ်ပါဝင်ချင်းကြမှာတော့ဘယ်ပြောကြမှာတော့ပညာရေးမှာရွာတိုင်းကစိတ်ပါလက်ပါရှိလာကြတာကိုပဲဝမ်းသာကြရမှာပေါ့သမီးရဲ့ငါသမီးလှူခဲ့တဲ့ကြောင့်ငါသမီးပြန်ဆောက်ချင်တာအမေနားလဲပါတယ် ခုဟာအလှမဝိုင်းကြပြရစီဆိုတာကိစ္စကောင်းပဲတမီရဲ့အမေပန်းဟုံကဖြောင်းဖြားပိုင်းကိုပြေတဲ့ကမဟင်ကံဝင်ပြောလိုက်တာကိုကြားရတော့အံ့ဩသာခဲ့သည်သူကိုယ်တိုင်မီမီလောင်သည်နေကတချောင်းပြူတော့နှစ်ချောင်းဆောက်ကြတာပေါ်လို့ပြောခဲ့သည်တကယ်တမ်းညရွာက အလှရှင်က စေတနာရှင်ကကုသိုလ်ပါပြစီဆိုတော့တူကောင်မဆန်တာပါတဲ့ပြားဝိုင်းလူတိုင်းပါနိုင်လေကောင်းလေး ဟုတ်တာပဲအင်္ဂလိပ်ရယ်မောင်တောင်တို့ကတကြောင်လုံးစောက်ပြရစီ ပြောနေတာမဟုတ်ပါဘူးအခုဟာအများသေးပါချင်းကြတာပါအင်္ဂလိပ်ကစိတ်နာရှိတလောင်မှဒီလိုက်ပေါ့လို့တာအများကဖြစ်တော့လေအများကောင်းမှုဖြစ်ရတာပေါ့မဟိန်ကန်ကအမေနှင်းလင်သားတို့ရည်ဆန္ဒကိုဘင်မတိုင်ချင်းတော်လေကိုဝန္နာကိုသားသည်ဆိုသလိုရွှေချောင်းကြီးဆောင်တော့တဝူတဲရဲဆောင်ကြီးဟိုပြောလိုက်ချင်းဖြစ်သည်ရှိသမျှစီစဉ်နေကုန်ချင်းကုန်စေတော့အရှင်ထွက်ထွက်ရထွက်ရ အတင်ထွက်ရထွက်ရအော်လိုက်ဖို့လဲဆုံးဖြတ်ပြီးသားပြီဒီအချိန်မှာအကွက်ကောင်းဝင်နေလိုက်သူမှာတာအောင်ဖြစ်သည်ဟုတ်ပါတယ်မယ့်ရင်ကန်တို့တွေလည်းအသက်တည်းငယ်ကြတော့ပါဘူးငါနှမရလူမနော်အချောကြီးမဟုတ်လေတော့အရင်ကပြောမှဆိုမှရှိခဲ့တာလေရှိခဲ့ရင်လေကျောင်းလူနဲ့ချစ်ချင်းသားလဲပါပါသည်မယ့်ရင်ကန်ကအမိခေါ်ချာရှိပါသေးတယ်ငါမှမရှိတော့တို့မိပါများရောတို့ပါစာမထက်ကြလေတော့ပညာပါရမီတန်တရာပါလူချင်းကြတာပါ ဟုတ်ပါတယ်တကယ်ချင်းရယ်သူကနောက်မှာခါချိုးရှာရရှာရရွာเจ้าမိလာသားကိုတောင်းချင်းငုတ်တော့ပြန်ပေါ်တယ်ဟဲ့ဆိုတာတခြားရွာတွေကိုပြချင်တာလဲပါပါတယ်ကြွားပါချင်တာမဟုတ်ရပါဘူးကြီးဆောင်းချန်းကုန်းကညီတဟဲဖြစ်ချင်တာပါညီခွင့်ပြုရင်တခြားလုံးတော့တာဝန်ယူလိုက်ချင်ပါရဲ့ရွှေမို့စကားကိုမေကန်နာမဝင်မီခွင့်ပြုရင်တခြားလုံးတော့လှူလိုက်ချင်တယ်လားဆောင်းချန်းကုန်းကညီတဟဲလှူပြချင်ကြရောလား ညီရညီချင်းအောင်တော့ညီနိုင်တော့ပါပြီပြသားရှင်လုံးထညံနဲ့လဲရမယ်လို့မဟုတ်တဲ့စကားမပြောစမ်းပါနဲ့မဟုတ်ဘူးညီတော့ပြောနေတာတယ်မဟုတ်ဘူးဒီเจ้าညီကသူ့ဟာသူလောင်တဲ့မီမဟုတ်ဘူးနူရှို့တဲ့မီမတမာသူကချို့ခိုင်းတဲ့မီတခြားရွာကလူခေါ်ပြီးချို့ခဲ့တဲ့မီငါတို့မှာတော်စပါလို့ချင်းလုံးလို့အိမ်စပါနဲ့ရင်းရတာအိတခြားလုံးလည်းမရဘူးတချိုးတစ်ဖက်လည်းမရဘူးစကားကုန်ပြီ မအိမ်ကန်ဒီလောက်ရရဆက်ဆက်ပြောနေတာမျိုးတခါမှမကြုံဘူးကြတော့အားလုံးကအံ့ဩနေခဲ့ကြသည်မအိမ်ကန်ဘာကိုဆိုလိုခြင်းမှမထီကြတော့လေတစုံတရာမကြင်ချမ်းဖြစ်နေတာတော့ရိမ်မိကြပုံပေါ်ပါ၏စကားကုန်ပြီဆိုသည့်စကားကြောင့်ကိုပြေတင်းကဟန်တာသည်မိပန်းဟုံကဝင်ဖြောင်းဖြားသည် မလာအောင်ကဝင်ချောသည်ခြေဦးကတော့မအိမ်ကန်ရေးခန်းစားချက်ကို ဥမချေကတည်ထားသူဆိုတော့ဘာမှဝင်မပြောပဲနားထောင်နေခဲ့ပါ යි တောင်ကမိန်ကန်ကြောင့်တည်ထားသူဆိုတော့စိတ်ဆိုးပုံတော့မရသို့တော့ဒီလောက်ခင်ရင်လည်းမြင်မထင်တော့ဘာဘယ်စကားပြောရမှန်းမသိပဲရွှေမုံမျက်နာကိုသာ ကြည့်နေခဲ့သည်ရွှေမုံကမိပန်းယုံဘက်ကိုလှဲကတောင်းပန်သည်အကြီးရဲ့ချုပ်တော့မိန်ကန်ဘယ်နဲ့ဖြစ်နေတယ်လဲမပြောတတ်ပါဘူးမတွက်ကက်တင်တာထွက်ကက်နေသလိုပဲ ကျုပ်တို့ကရွာစိရွက်စိနဲ့လာတောင်းပန်တာပါကျုပ်တို့သမီးလေးကလည်းဆရာလေးကြောင်းမှာပဲခီးဆုံရမှာပါမြို့ကြောင်လည်းတက်မထားနိုင်ပါဘူးအေးရဲ့ကိုနဲ့ကိုရွာကလေးတွေအားလုံးတွေစဉ်းစားတာပါခုတော့ကျုပ်တို့ထစ်စစ်လေကျိုးလှေပိုးထိုးတွေကြလို့အမေပန်းဟုံကသူ့ကိုတိုင်တယ်နေတော့ရွှေမုံကိုကြည့်ပြီးသနာနေပုံပေါ်သည်ရွှေမုံပြောတာလည်းမှန်သားပဲသူတို့ကိုကြိုးမပါပါ အများဆိုင်ကြောင်မှာတဖဲတမာလှူပြစီဆိုတာလက်ခံကောင်းသားပဲသမီးကဘာဖြစ်လို့ပါလဲခတ်တာကတဖက်ကလည်းမငင်းတာတဖက်ကလည်းသမီးဖြစ်နိုင်လေမေးပန်းယုံဒီကိစ္စဒီမာရင်ပြီးချင်လာပါကိုပြေသိန်းကတော့မဟိကံတစကန်ထလာတာကိုစုံမြင်ချင်းသေးသလိုအသာငိမ့်နေသည်မဟိကံကရွှေမွန်သမီးမှုန်နှတာကိုမြို့ကြောင်လဲတမ်းထားနိုင်မှာမို့ဆိုတာကြတော့ မျက်နှာကိုမော်ထားလိုက်ပါနေတော့ရှော့ချလိုက်သည်ထစစ်လေကျိုးလှိပိုးထိုးတွေမဟုတ်မှန်းသိပါသေးညီတို့ငါတလောက်ပဲပြောပြစီတော့ညောင်မြတ်တို့ရင်ပုတ်တင်ဥတွေပါပေါ်ရော့မယ်ငါရွှေမောင်ကမဟိကံစကားမပြီးခင်ပါပြီစကားဝင်ပြဲသည်ရွှေမောင်ကလေတံမာလာခဲပြီနေပါဦးမဟိကံညောင်မြတ်မကလို့ပိန်နေမြစ်တူတူရွှေမုံတို့မှာပုတ်တင်ဦးပေါ်ကြမရှိပါဘူး။ရွှေမုံဆိုတာတစ်ချိန်ကရွာကွန်းတောင်ကိုင်းမှာဟဲ့ ၊ဆွေနဲ့မျိုးနဲ့ဂုံနဲ့တက်နေပါ။ညီရရှင်းတကောင်မြားတစင်းပြင်းနေလို့ပြောရတာပါ။ညီတော်ပါကြီး၊ကိုင်ကိုတောင်သွားကြစို့။ရွှေမုံဆိုတာရွာကွန်းတောင်ကင်ပါတယ်လား။ဒါညီနိုင်လောက်တဲ့စကားပုံငါကရှုံခဲတာကိုအင်းရင်။မဟိကံကထိုင်နေရကဝုံကနေမတက်ထားရလိုက်သည်။ခါဟိုတင်းတင်းထောက်ထားလိုက်ရင်ကမဲ့ပြုံပြုံလိုက်သည်။တမုံကိုင်းကကြီးတော်ဆန်ရွှေတူဆိုသူလူပူပူတရား ရွာချောင်းကိုမိချိုးခဲတာကို ထုတ်ပြောဖို့ချိန်ကြပြီလို့လဲဆုံးဖြတ်လိုက်သည် စကားကတော်တော်နဲ့ထွန်းမလားလဲချောင်းမှာနာကြည့်မှုတွေဆိုပြီးနင်းနေသည်ဒီချိန်လေးမှာ ကိုပြေးသိန်းကအားလုံးကိုဝန်တားသည် စကားကြီးရုံရုံရင်းရင်းရှိကြတော်မှာကို မြင်လိုက်ပုံလဲရပါ යි ကိုင်းပါလေဖြတ်ကြရအင်္ဂလိပ်ကလည်းတော်ပါတော့မန္တအောင်တို့ကလည်းစိတ်မရှိကြနဲ့တော့ ြေတနာကဘာမှမဟုတ်ပါဘူးအင်္ဂလိပ်ကလည်းသူ့လှူတဲ့အကြောင်းမိလောင်ကလေးကယူကျုံများဖြစ်နေရှာတယ်လက်တဲ့ကိုမတိပြင်မဲ့မဟင်ကန်လက်တဲ့ကိုတိတယ်ကိုကိုပြေတင်းဟာမဟင်ကန်ကိုတန်တော်ချီလိုက်သည်သို့တော့အရာရာကိုကိုပြေတင်းရိစားမိလိုက်ပြီဘသူမှားသည်ဘသူမှန်သည်မပြောနိုင်တော့လေမဟင်ကန်တိထားသည် ဆိုသူကတောင်တို့နှင့်ပတ်သက်နေသူဖြစ်ရမည်လို့တွေးမိလိုက်ခြင်းဖြစ်သည် ထားပါတော့လေအခုပြောချင်တာဒီကိစ္စအမေပန်းရုံပဲဆုံးဖြတ်ပါစေအင်္ဂလိပ်ကလည်းနားထောင်လိုက်ပါအမေပန်းရုံဆုံးဖြတ်တာကိုအားလုံးနာခံသင့်တယ်ကိုတောင်တို့ကလည်းနာခံမှာဟုတ်ပြီလားကျွန်တော်တို့ကနာခံဖို့လာကြတာပါဆရာလေးရာရီပန်းရုံတို့ကျင့်နာအောင်လာခွင့်တောင်းနေကြတာပါဗျာမဲ့အင်ကန်ကိုလည်းဘယ်နဲ့မှမအောင်မိပါဘူးမဲ့အင်ကန်လည်းညင်လိုက်ရပြီ အားလုံးကတပန်းမဲ့အင်ကန်ကတပန်းဖြစ်နေတာကိုလည်းရိတ်စားမိခဲ့ပြီး အဖေဦးသားထံသုံးနေကြစကားကိုမေကန်တတိယလိုက်ပါ၏အကြောင်းများမကောင်း၏မင်းကြီးမင်းကူသားရေးတော်ဦးတော်လုံးမိဖို့ရသည်ဗျာဆိုသည့်စကားဖြင့်အခုလည်းအကြောင်းမကောင်းတဲ့ခိုင်ညီနေလိုက်ခြင်းသာအကောင်းဆုံးဟုတွေးမိရလဲပါပါ၏ဖွေးကိုထောင်းလို့လဲဆံကောင်းရစရာမရှိမေကန်ညီနေလိုက်ရပြီမိပိုင်းဟုံကတော့ DM သူ့အပေါ်တတူးကြလာပြီဆိုတဲ့ကသမီးမျက်နှာတစ်ချက်လန်းချီရှာသည် ီလိုတော့လောက်ကြတာပေါ့ကွယ်။ရာသူကြီးများကိုပင့်ဖိတ်ပြီးတော့ဟိုရာဒီရာကထဲ့ကျင်လူချင်းကြတာတွေလည်းရှိတယ်ဆိုတော့ငွေခံစီဝေးလေးလောက်ကြတာပေါ့။ညသမားမောင်ပြေသေးနဲ့ရဲ့ရွာကရဲ့မီးရဖားများကဆင်းရဲနဲ့လက်ခံကြပါပြီးတော့မောင်သာအောင်တို့ရွှေမုံတို့လည်းစိတ်ရှိသလောက်ထဲ့ဝင်ပါဒီကြားထဲကငွေလိုမှလည်းအမှန်ပဲကြံတာကိုဘလောက်ဖြစ်ဖြစ်အကြီးတို့မိသားစုကခုကြသမားဖြည့်ပါမယ်မကောင်းဘူးလားတောင်းနှင်းရွှေမုံတို့မျက်နှာပြုံးရွှင်လာခဲ့သည ရွှေမုံကအမေကန်လက်ကိုလမ်းဆုပ်ကဝမ်းသာကြောင်းပြရှာပါ၏မဟိကန်တကိုယ်လုံးသွေးဆူဆူလေးလှဲနေသည်ရွှေမုံလက်ကိုမယုံတော့လေငါနိုင်တယ်မဟိကန်လို့ပြောနေသလိုလေခံစားနေရပါ၏မဟိကန်ရွှေမုံကိုတစ်ချက်ပြုံပြလိုက်ပါ၏ဤဆန်နာကြီးလွန်တော့ပြုံတောင်းနေရွှေမုံကအမိပန်းရုံကိုထိုင်ကြတော့ကြသည်ရွာချောင်းဆရာဖြစ်သော ကိုပြေသိန်းကိုကြတော့ကြသည် တော်တော်ကြာအောင်စကားဆက်မြည်ပြောပြီးမှနှုတ်ဆက်ပြန်ကြသည်နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြကြပါအောင်နော်ကျမရွှေတုတ်ပါ